ကဲမင်္ဂလာပါပရိသတ်ကြီးဒီနေ့ကျွန်တော်ပြောပြသွားမယ့်ဇလံလေးကတော့မြမကုံဆောင်လောက်ဝေသမားလေးကြော်ဆောင်ဝင်တဲ့ထိုင်းနိုင်ငံကဆယ်လီမလေးဒေါက်တာဖင်းတို့ရဲ့အချစ်ဇလံလေးပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့လည်းသတိထားမိကြမှာပါထိုင်းဆယ်လီမလေးဒေါက်တာဖင်းဟာမြမပရိသတ်တွေကြားမှာတော်တော်လေးကိုရေပန်းစားနေပါတယ်ဘာလို့လဲဆိုတော့သူမကမြမရှင်ကျင်းမှုကိုစိတ်ရင်းနဲ့တလေးတစားမျက်နှာကြောင်ပြတ်တတ်နေလို့ပါပဲမြမပရိသတ်တွေအသေးဆွဲဖြစ်အောင်သူမကလုပ်ပြနိုင်ခဲ့ပါတယ် မြန်မာဝတ်စုံလေးတွေဝတ်ပြတယ်။နှာခမ်းနေအစားမြန်မာရိုးရာတနခါလေးတွေလိမ့်ပြတယ်။မြန်မာထမင်းဟင်းကိုမြေရှိရစားပြရုံသာမကမြန်မာရိုးရာကိုင်းရကိုတော်မှစားပြခဲ့ပါသေးတယ်။ဒီလိုလုတ်ပြနေတာရိုးရိုးလုတ်ပြတာမဟုတ်ပဲသူမမှရှိရွက်ချက်ရှိခဲ့ပါတယ်။အစပိုင်းမှာတော့သူမကမြန်မာရှင်ကျင်းမှုကိုစူးစမ်းတဲ့အနေနဲ့စားခဲ့ပုံရပါတယ်။သူမစပြီးနမည်ကြီးလာတယ်။မြန်မာပြည်သက်တွေကြားမှာထုတ်ဖော်ဝေရောက်လာနိုင်ခဲ့တာကတော့မြမရိုးရလက်ခမောင်းကိုခက်ပြလိုက်ကြာကနေစပါတယ် ဒီလိုအပိတ်မှုပြတဲ့ video လေးတစ်ခုကြောင့်ပဲသူမရဲ့လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာ follower တွေကတဟုန်တို့တိုးလာခဲ့ပါတယ်မြန်မာပြည်သက်တွေရဲ့အပိတ်မှုကိုဒီလောက်အားရစရာကောင်းအောင်ရရှိခဲ့တဲ့အတွက်ဒေါက်တာဖိန်ဟာမြန်မာရင်ကျေးမှုကို ပို့ပြီးစိတ်ဝင်စားလာခဲ့တယ်လို့ယူဆရပါတယ်ဒီလိုနဲ့မြန်မာရင်ကျေးမှုကိုမျက်နှိုးတဲ့ထိုင်းဆယ်လီမတ်လေးဟာနောက်ပိုင်းမှာတော့မြန်မာရိုးရလက်ဝဲသမားလေးကျွန်တော်တို့ရဲ့ရွှေညာသားလေးကျော်စာဝင်းကိုစိတ်ဝင်စားလာခဲ့ပါတယ်သူမကကျော်စာဝင်းရှိရာဖဲတက်ခြင်းကိုအရောက်သွားခဲ့ပြီး ကျော်စာဝင်းနဲ့တပ်ပုံတွေတွေ့ရခဲ့ပါတယ်ဒီလိုတွေ့ဆုံပြီးတပ်ပုံရိုက်လိုက်ကြုံတာမှာကသူမကမြမရင်ချင်းမှုအကြောင်းကိုပါမြင်မြန်ခဲ့ပါသေးတယ်ဒီလိုမြင်မြန်တဲ့အခါမှာတော့ပြည်သက်ကြီးတို့တည်တဲ့အတိုင်းပဲယူသားပြီးစကားနဲ့တဲ့ကျွန်တော်တို့ရဲ့လူအေးကြီးလက်ဝဲသမားလေးကျော်စာဝင်းခင်ဗျာချက်သွေးဖြာခဲ့ရပါတယ်ဒီမြင်ကွင်းလေးကိုမြင်ခဲ့ရတဲ့မြန်မာပြည်သက်တွေကတော့ပြုံစစ်စစ်နဲ့ကျော်စာဝင်းဟာထိုင်းမလေးရဲ့အလှမှရှစ်မှုသွားပြီလားလို့ပြောဆိုတန်နေဆူညံခဲ့ပါတယ်တကယ်နဲ့ပြောရရင်ဒေါက်တာဖင်းကချင်းမိုက်သူလေးပါ ရှေးရခင်ကတည်းကမြန်မာမျိုးသားတွေကစစ်ထွက်ခံနေမှာသူတို့ရဲ့ချစ်သူတွေကဇင်းမဲ့သူနော်ဇင်းမဲ့သူဆိုအခုခင်မှာတော့ချင်းမိုင်ချင်းမိုင်သူတွေပေါ့နော်ဇင်းမဲ့သူတွေအလှကိုစိတ်မချလို့ကြပြတွေရေးခရတဲ့အထိဇင်းမဲ့သူခေါ်ချင်းမိုင်သူတို့ရဲ့အလှကနမကြီးပါတယ်ဒီလိုနဲ့ရာဇဝင်တင်တဲ့အလှပိုင်ရှင်ဆွဲဆောင်မှုမှာတော့မြမရိုးရလောက်ဝေးတမလူအေးကြီးကြော်ဆောင်ဝင်းကအသက်နှလုံးပေးလိုက်ရပုံပါပဲတွေးဆုံမိမကြခင်မှာပဲထွက်ပေါ်လာတဲ့သတင်းတွေရ ကျော်စာဝင်းကဒေါက်တာဖင်းကိုချစ်ခွင့်ပန်လိုက်ပြီလို့ဆိုပါတယ်။အဲဒီနောက်ပိုင်းမှာတော့ဒေါက်တာဖင်းဟာသူမရဲ့လူမှုကွန်ရက်ဆမ်လန်းနာတွေပေါ်မှာပို့ပြီးအားပေးစရာကောင်းတဲ့ယာတွေကိုတင်လာခဲ့ပါတယ်။ဗမာကောင်လေးတွေချစ်ဖို့ကောင်းတယ်လို့တင်လိုက်။အချင်းကြီးကောင်းရင်မြန်မာပြည်လာလည်မယ်လို့ဖိတ်ခေါ်တဲ့သူရှိတယ်လို့တင်လိုက်။မြန်မာစားစာတွေစားပြလိုက်။မြန်မာဝတ်စုံလေးနဲ့ရင်ရင်လေးလှအောင်ဝတ်ပြလိုက်။အစရှိတာတွေကကျော်စာဝင်းချစ်ခွင့်ပန်ပြီးနောက်ပိုင်းမှာတောက်လျှောက်ဖော်ပြလာတာဟာပြည်သက်တွေတန်တရားကိုပို့ပြီးခိုက်ပါစေပါတယ်။ ဒီနှစ်ယောက်ကြမှာမေတ္တာမျှနေပြီဆိုတာသိတာနေပါပြီဒီချစ်စလန်လေးအလှည့်ပြောင်းတစ်ခုကတော့ကျွန်တော်တို့ရွှေညာသားလေးကြော်ဆောင်ဝင်းဟာကဘာကျော်တက်ခိုက်ရေးဖွဲ့စည်းဖြစ်တဲ့ဝမ်ချမ်ပီယံရှစ်နဲ့စာချုပ်ချုပ်ဆိုလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒါဟာသူ့ရဲ့အကစားသမားအတွက်အကြီးမားဆုံးအောင်မြင်မှုလမ်းစာတစ်ခုလို့ဆိုရမှာပါကြော်ဆောင်ဝင်းသာပွဲဥထမှာနိုင်ဝဲရခဲ့မယ်ဆိုရင်သူရှစ်တက်လန်ကဖြူနေပြီလို့ယုံကြည်ရပါတယ်ဒီလိုအတက်ဆက်အချင်းတွေမှာအခြေရေးကပါအဖြစ်ပေးနေပါတယ်အတွင်းသတင်းတွေအရတော့ထိုင်းစက်လီမလေးက ွန်စွာဝင်းဟာဝမ်ချမ်ပီယံရှစ်ပွဲဦးထွက်ကိုအနိုင်ရခဲ့မယ်ဆိုရင်သူမကိုပြောထားတဲ့ချက်ခွင့်ကိုဖြစ်ပေးမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီတော့ကျော်စွာဝင်းအတွက်ဒီပွဲဟာအကစားသမားဘွားအတွက်အောင်မြင်မှုတမကချစ်သူရဲ့အချစ်ကိုပဲရရှိဖို့အတွက်အဆုံးဖြတ်ပွဲတစ်ပွဲဖြစ်လာတော့မှာပါ။ကျွန်တော်တို့ရဲ့ရွှေညာသားလေးကျော်စွာဝင်းဟာထိုင်းနိုင်ငံမှာအနုပညာရောအကစားမှာပါကောင်းစားနေပါပြီ။တကယ်ကိုအကြဆရာပါပဲနော်။ဒါကြောင့်မယ်အားလုံးပဲရွှေညာသားလေးကျော်စွာဝင်းပွဲဦးထွက်အနိုင်ရပြီးအချစ်ရဲ့ဘက်အောင်မြင်ဖို့အတွက် စုပေါင်းပြီးစုတောင်းပေးလိုက်ကြရအောင်